ားပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပုံပြင်းမျိုးနယ်မှာစစ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်မှုတစ်ချက်တုံးအသေးဆုံးပြီး358တိုင်ရင်မှာတိုင်ရင်မှုအပါဝင်စစ်သား20ထိခိုက်ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းပုံပြင်းမျိုးနယ်မှာအကြမ်းဖက်စစ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ရာတစ်ချက်တုံးအသေးဆုံးပြီးတိုင်ရင်မှုအပါဝင်စစ်သား20ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကန်လာတိုင်ရင်203တပ်ခွဲမှတာဝန်ရှိသူတအုပ်ကပြောပါရီး မေလာရှိရက်နေ့နေ့လယ်9:30မိနစ်ခန့်မှာပုတ်ပြင်းဘက်မှာဗင်ကိုကားငါးစီးကြောက်ကားနှစ်စီးနဲ့လာတဲ့အင်အားတင်ရခန့်အကြံဘက်စစ်ကောင်စီတပ်သားတွေကလီညာဘက်ကိုစစ်ကြောင်းတက်လာစဉ်ဘူဒါချင်းရွာနဲ့ဝါချောင်းချင်းရွာကြားရှိကြောက်ဖြူတောင်ရေချိုးချောင်းဤမှာတော်လိုင်းတပ်ဖွဲ့တွေကအဝေးထိန်မိုင်းများနဲ့အတင်ဆောင်ဆန်းတိုက်ခတ်ခဲ့ကြောင်းသိရပါတယ်။အဲဒီလိုမိုင်းဆွဲတိုက်ခတ်ပြီးရနောက်မိနစ်30ခန့်အပြန်လည်ပြကတ်မှုဖြစ်ပွားခဲ့ပြီးတိုက်ပွဲတွင်အကြံဖက်စစ်တပ်ရဲ့အမြောက်တပ်မှတက်ချက်တအုပ်တည်ဆောင်ပြီးပုတ်ပြင်း358တိုင်ရင်မှတိုင်ရင်မှုလည်းမျက်လုံးထွက် က်တရားရရှိပြီးတရားချင်းနေဆိုရင်ရကြောင်းဒါပြင်စစ်သား၁၉ဦးလည်းထိခိုက်တရားရရှိခဲ့ကြောင်းသိရပါဗျ။ အဲလိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကျန်းဖတ်စတက်ဘတ်မှလည်းလက်နက်ကြီးလက်နက်ငယ်ရီနဲ့ပြန်လည်ပြခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်စေကြောင်းသိရပါရယ်တနက်တွေတင်ဆက်ရမိတာမျိုးတော့မရှိဘူးနိုင်ဝက်တွင်ပြခတ်မှုဖြစ်ပြီးရနေသူတို့ကစစ်ကြောင်းချက်ချင်းပြန်ခောက်သွားတာပါမိုင်း၃လုံးပေါ်မိုင်းကြီးလက်လုံးမိုင်းနဲ့အရင်မိုင်းဆွဲတိုက်ခိုက်တာပါစစ်ကွေးထတ်တိုးတည်စင်းတော့မကြရသေးဘူးလက်ရှိမှာဖုန်းလိုင်းတွေကပြတ်တမှုတွေများနေလို့ဒီတိုက်ခိုက်မှုမှာဆိုရင်စစ်ကွေးတွေကကျွန်တော်တို့ကိုရှော့တွက်မှုနဲ့ပြီးရင်ပြည်သူတွေရဲ့သတင်းပေးခိုင်လုံမှုပြည်သူတွေကကျွန်တော်တို့နဲ့ တသွေးနဲ့တသားနဲ့ရှိနေကြောင်းလို့ဆိုတာကိုထင်ထင်ရှားရှားပြသလိုက်ပါတယ်လို့ကန်လာတန်ရင်နှရသုံးတက်ခွဲလီမှာတာဝန်ရှိသူ တောင်းကပြောပါရင်အဆိုပါတိုက်ခိုက်မှုကို KNL တန်ရင်နှရသုံးတက်ခွဲသုံးကော့တောင်းခိုင်မတ်တစ်တန်ရင်တက်ခွဲနဲ့ Flying Star Force ပုတ်ပြင်းမျိုးနဲ့ပါကာဖာပုတ်ပြင်းမျိုးနဲ့ဖြီးသူရဲတပ်ဖွဲ့နဲ့ပူးပေါင်းဖွဲ့မှပူးပေါင်းလုဆောင်ခဲ့တာဖြစ်ကြောင်းသိရပါရင် နောက်ထပ်တစ်ပုတ်အနည်းနဲ့အရတော်မျိုးနဲ့ငွေရင်းစစ်စကံမှာမျိုးပေါကိုရိတ်ခတဲ့စာပို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှုစစ်သားတအုပ်တည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအရတော်မျိုးနဲ့ငွေရင်းစစ်စကံမှာမျိုးပေါကိုရိတ်ခတဲ့စာပို့ထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တည်ဆုံခဲ့တယ်လို့သိရပါတယ်။မေလာရှိရနေ့မှာအရတော်မျိုးနဲ့ငွေရင်းစစ်စကံမှာမျိုးပေါကိုရိတ်ခတဲ့စာပို့ထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲက ၄နိုင်ကျော်ကြာမြင့်ပြီးအကြံဖတ်စစ်ကောင်စီတပ်သားများနဲ့ပြူစောတိချအုပ်ပြင်းထန်တန်ရာရရှိကစစ်သားတအုပ်နေရာမှာပဲပွဲစဉ်ပြီးတည်ဆောင်ခဲ့ကြောင်းအရတော်လေးကျင်ရေးတဆင်မှာအင်အားများပြားနဲ့တပ်ကူရောက်ရှိလာတဲ့အတွက်တော်လိုင်းရေပေါ်တွေကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါတယ်စစ်ခွေးတွေကအင်အား50ပါတိုက်ပွဲမှာတော့စစ်ခွေးတကောင်တည်တယ်အဲ့ဒါနောက်ဆုံးရတဲ့တဲ့င်းမှာစစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတော့မရှိပါဘူးလို့ပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရင်မှတ်27တိုင်ရင်နဲ့တိုက်နယ်9031တို့ကပူးပေါင်းလုဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်နောက် က်ထက်တပုံအနေနဲ့ရခိုင်တပ်တော်အင်းနဲ့ဒူရခိုင်ပြည်နယ်အန်နာပါခစစ်ဌာနချုပ်မြို့သိမ်းတိုက်ပွဲမှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့စကိုင်းတိုင်းပါကဖားရဲဘော်များကိုဂွန်ပြူကျူဆိုပွဲကျင်းပတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်အမ်းမြုံတိန်တပ်ပွဲမှာပါဝင်ကူညီတိုက်ခိုက်ပြီးရစကိုင်းပကဖမတပ်ပွဲဝင်အောင်ပွဲရရဲဘော်တွေကိုစကိုင်းတိုင်းပကဖကကွန်ပျူတာစွန့်ဝင်များပေးရခြင်းမြင်ခဲ့ပြီးကြာဆုံးရဲဘော်များရဲ့မိသားစုဝင်များကိုထောက်ပံ့ကြည့်ပြီးအခါရဲဘော်များကကွန်ပျူတာဦးညွတ်အလေးပြုခဲ့ကြောင်းသိရပါတယ်။အမ်းမြုံတိန်တပ်ပွဲမှာစကိုင်းတိုင်းရင်မပင်ခရိုင်မှာပကဖရဲဘော်30ဦးပါဝင်တိုက်ခိုက်ခဲ့ပြီးရဲဘော်9ဦးအသက်ပေးလူခရကရဲဘော်2ဦးခြေလက်တစ်ဖက်ဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။အမ်းမြုံနယ်နယ်နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခါကိုအရခတ်တတော်အင်း နဲ့ပူးပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်ဒီဇင်ဘာလ20ရက်မှာအပီးသက်တိုက်ခိုက်သိမ်းပိုက်ပြီးစစ်ကောင်စီရဲ့နာပါခဒုတိယတိုင်းမူပုံမှုချုပ်တောင်ထုံးနဲ့တိုင်းစင်ဦးစီးချုပ်ပုံမှုချုပ်ကြော့ကြော့တန်းနုကိုပါအရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့ကဏီမျိုးနဲ့ကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနေအိမ်20ခန်းပြည်စည်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းကဏီမြို့နယ်ကစူးလင်ကုန်းကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့နေအိမ်20ခန့်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။မေလ9ရက်ဒီကနေ့ညနေ4နာရီကျော်မှာ Jet Fighter နဲ့စီနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့သိရပါရယ်။ပေါင်နေရာဘုံ၃လုံးကျဲသွားတယ်။ ညင်အိမ်ပြက်စီးမှုကတော့အလုံး20လောက်ရှိမယ်လူထိခိုက်မှုတော့မရှိဘူးလို့ဒေသခံတအုပ်ကပြောပါတယ်တိုက်ပွဲနဲ့စီးရင်လုံရှာမှုမရှိပဲစစ်ကောင်စီကနေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ပြီးခဲ့တဲ့ AP လ25ရက်ကလည်းစူးလီကုံကြီးပါကိုစစ်ကောင်စီတပ်ကပါရာမွန်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့အမျိုးသားနှုတ်ဦးတည်ဆောင်ပြီးအမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ် AP လပထမပတ်တည်းကစတင်ပြီးကဏီမျိုးနဲ့ကိုစစ်ကောင်စီတပ်ကနေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေပြီးတန်ကားတော်တွေအပါအဝင်ပြည်သူ9ဦးထပ်မံနေတည်ဆောင်ခဲ့ပါသေးတယ်လို့ဖော်ပြထားပါတယ်ဆက်လက်ပြီးစစ်ကောင် ဆင်ရဲ့ထောင်တွင်ပိတ်ဆို့မှုကြောင့်နိုင်ကျင်ကိုဝင်ဆောင်မြို့သမီးတအုပ်တည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီမှအကျဉ်းထောင်များကိုပိတ်ဆို့ထားပြီးမလ28ရက်ကလုံခတ်ခဲ့တဲ့ငလင်ကြောင်းမန္တလေးဦးပုံကျင်းတောင်မှနိုင်ငံအမှုနယ်တရားရင်ဆိုင်နေရတဲ့နိုင်ကျင်အမျိုးသမီးတအုပ်ကမေလ6ရက်နေ့ကကိုဝင်နဲ့အသက်တည်ဆုံခဲ့ရပါတယ်။ငလင်ကြောင်းနိုင်ငံအကျဉ်းသားအကျဉ်းသူတွေရဲ့ထိခိုက်မှုအခြေအနေကိုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPN မှာမေလ10ရက်နေ့ကသတင်းထုတ်ပြန်ရမှာဖော်ပြထားပါတယ်။ ကိုဝင်၅လလွယ်ထားတဲ့အသက်42နှစ်အရွယ်ရှိမန်နွယ်နီဝင်းမှာစစ်ကောင်စီရဲ့905ကာဂျီနဲ့တရားစွဲဆိုခံထားပြီးအမှုရင်ဆိုင်နေခြင်းမန္တလေးအို့ဘုအကျဉ်းထောင်မှာအကျဉ်းချခံထားပါရင်ငလင်ချောင်းဝမ်တွင်ရှိကလေးငယ်မှာနှလုံးမခုန်နဲ့ထိခိုက်ဒဏ်ရာကြောင့်မန်နွယ်နီဝင်းကထောင်ပြင်ပမှာစေကူတာဖို့တောင်းဆိုတော်လဲထောင်အာဏာပိုင်တွေကခွင့်မပြုခဲ့ကြောင်းနဲ့ဧပြီလ14ရက်နေ့ကမှထောင်ပြင်ပမှာစေကူတာခွင့်ရရှိခဲ့ပါရင်မလ28ရက်မှာရရှိခဲ့တဲ့ငလင်တန်းကြောင့်ဝမ်တွင်ရှိကလေးငယ်မှာနှလုံးမခုန်တော့ဘူးဧပြီလ14ရက်နေ့မှာထောင်ပြင် မှာစင်းယုံကိုထွက်ခွင့်ရတယ် ဆရာဝန်ကြီးကတည်ဆုံသွားတဲ့တရီသားငယ်ကိုထုတ်ယူပေးခဲ့တယ်။ဒါပေမဲ့ဝမ်ပိုက်သားအတွင်ပိုးဝင်ထားတဲ့အတွက်မိခင်ဖြစ်သူပါအသက်ပေးခဲ့ရတယ်လို့ဆိုပါတယ်။မတ်နွယ်နီဝင်းမှာတရီသားကိုထုတ်ယူပြီးနောက်ဝမ်ပိုက်တဲ့အင်တွင်ပိုးဝင်သွားပြီးထမှန်ပြီးမန္တလေးထွေထွေယောဂကုသရှင်ကြီးကိုမေလ6ရက်နေ့ကပို့ဆောင်ခဲ့တော့လေအဲ့ဒီနေ့မှာပဲတည်ဆုံခဲ့ရပါတယ်။မတ်နွယ်နီဝင်းမှာ2021မြန်မာစစ်တပ်အာဏာသိမ်းချိန်ကန့်ကွက်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ကြောင်းသိရပါတယ်။2024အောက်တိုဘာလမှာကြောင်မဲမြို့မှာမန္တလေးမြို့ကိုတွားရောက်ချိန်လန်ခီမှာစစ်ကော ောက်စီစစ်စီဂိတ်တခုမှစစ်စီယာမှဆန္နာပြပွဲမှာပါဝင်ခဲ့တဲ့ဓာတ်ပုံများကိုတွေ့ရှိပြီးမန်နွယ်နီဝင်ကိုစစ်ကောင်စီကဖမ်းဆီးသွားပါတယ်။မန်နွယ်နီဝင်ကစစ်ကောင်စီတပ်ဖမ်းဆီးခံရခြင်းကိုဝင်လွယ်ထားတဲ့မြို့သမီးတအုပ်ဖြစ်ပြီးငလင်ချောင်းဝန်တွင်ရှိကလေးငယ်ထိခိုက်သွားခြင်းပေါ်စေကူတာခွင့်မရရှိခဲ့တဲ့အတွက်ကလေးငယ်နဲ့မိခင်ပါတည်ဆုံခဲ့ရတာဖြစ်ပါတယ် မနက်နေ့ဝင်တည်ဆုံသွားတဲ့ဖြစ်စဉ်ပေါ်မိသားစုဝင်တွေကဒီကနေ့အချိန်ထိမတိရသေးကြောင်းနဲ့ဗုဒ္ဓဘာသာဒလိထုံဆိုင်ရာရက်လက်ဆုံးကျွေးတာကိုလည်းမပြုလုပ်ရသေးကြောင်း PPNM ကထုတ်ပြန်ပါတယ်။ငလင်ကြောင့်ထိခိုက်ဒဏ်ရာရရှိတဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ140ကျော်တည်ရှိပြီးကိုလက်အင်ကာဆုံးရှုံးရတဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူအနည်းဆုံး၄ဦးရှိကြောင်းထုတ်ပြန်ပါတယ်။ထောင်တွင်းကျန်းမာရေးဆောင်ရှားမှုလိုအပ်ချက်ကြောင့်တည်ဆုံခဲ့ရသူအချို့ကငလင်ကြောင့်မဟုတ်ပေထောင်အာဏာပိုင်ရဲ့စီမံခန့်ခွဲမှုအားနည်းခြင်းအပါအဝင်ထောင်တွင်းစီဝါပြက်လက်မှုကြောင့်တည်ဆုံခဲ့ရတယ် ယ်လို့ဆိုပါတယ်2021အာနာသိန်းချိန်ကစပြီး2025မေလရှိရနေ့ဒီစစ်ကောင်စီနဲ့၎င်းရဲ့လက်ပန်းစီရီကြောင့်တည်ဆောင်းခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းမှ6619ရှိခဲ့တယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်ဒါအပြင် အာနာသိန်းစစ်ကောင်စီကိုစတင်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဖမ်းဆီးခံခဲ့ရသူစုစုပေါင်း2000 2928အောင်ရှိပြီးအဲ့ဒီထဲမှာ2190မှာထိမ့်သိမ့်ခံထားရဆဲဖြစ်ကထိမ့်သိမ့်ခံရသူများနဲ့မှာ1885အောင်မှာထောင်တန်းချမှတ်ခံထားကြောင်း EAPP ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။